ဆရာကြီးဦးမြကျိုင်ပြောကြားသောဒုက္ခလွန်ငိမ်းချမ်းသာခြင်းကြောင်းဓမ္မတက္ကစာကလေးအလုံးမင်္ဂလာပါအဲ့တော့သူတတိယမြောက်နေ့စုပေါင်းတရားထိုင်ဝင်မှာပြန်ပြီးတော့ဆုံတွေ့ကြပြန်ပြီနော်အဲ့တော့သူ တန်တရားအဆက်ဆက်ကနေပြီးတော့ဆုံခဲ့တဲ့ပုံကိုယ်တွေမလို့တာဒီလိုနေမှာဒီလိုအချိန်မှာဒီလိုနေရာမှာတို့တွေလာဆုံကြအလကားဆုံတာမဟုတ်ဘူးနော်အဲ့တော့တည်တဲ့အတိုင်းပဲတန်တရားကြီးကမရက်နိုင်ဘူးသွားလာနေအဲ့တော့တရားကြီးကလည်းဒုက္ခအကြီးပဲဒုက္ခဆိုတာတော့မနှုတ်တည်တဲ့အတိုင်းပဲအခုဒုက္ခတွေခံစားနေလို့သွားနေတယ်သွားလို့မရနေနိုင်စားလို့မရဒုက္ခအဲ့ဒါ ကဆူဘေးဆိုးကြီးနဲ့ကျုံရတယ်အဲ့တော့ပုရိသင်ဘွားနဲ့ဒါဒီတန်ညမှာလဲနေမှာဆိုရင်ဒီ ਉਹਨਾਂ ဒေဘိနဲ့လည်းအချင်းချင်းရင်ဆိုင်အောင်မယ် ਉਹਨਾਂ ဒေဘိအဲ့ဒါ ਉਹ လာမယ် ਉਹ လာရင်တည်တဲ့အတိုင်းပဲအကုန်လုံးယူရင်းလာပြီတခါခန္ဓာကိုယ်ကနာကျင်ကြိုက်ခဲ့လာအောင်မယ်ယောဂတွေများလာအောင်မယ်40ကျော်50ရောက်လာနေကုရတော့မစေးသေးစီဘူးတွေရှားအောင်မယ်နော်စာဘူးတောက်ဖို့အပြင်ကိုလုံးစရာတွေရှိသေးတယ် ခါသေးရတော့မယ်နော်မသေးခင်စကြမှာခံအောင်မယ်တော်တော်လေးအဲ့ဒါတော်တော်ဤဇလံဝေရံတော်တော်ခံအောင်မယ်အဲ့ဒါအုံနာသေးပြီတခါဒီကြားထဲမှာလောကရန်ကြီးနေနဲ့လောကရန်၈ပါးနဲ့အဆိုးလောကရန်ကြီးအကောင်းလောကရန်ကြီးတွေ့ရအောင်မယ်အဲ့ဒါအဆိုးလောကရန်နဲ့တွေ့ရအောင်ငိုကဝမ်းနဲ့ပူဆွေးရအကောင်းလောကရန်နဲ့တွေ့ပြန်တော့လေပျော်ကြပါကြစိတ်တရားလေးနဲ့အဲ့မှာအကောင်းလောကရန်နဲ့တွေ့တခါ ကကြီးဘေးဆိုးကြီးကဆိုးဘေးဆိုးကြီးတွေလည်းတွေ့အောင်မှာမင်းတို့ကဘာတမိုင်းကြီးဖတ်ကြည့်လိုက်ပလီယောဂါတွေဖြစ်ခဲ့လူလူတွေတိတ်နဲ့တန်းနဲ့ချီသေးရနော်ပလီယောဂါတွေဖြစ်ခဲ့နောက်ကအဆုတ်ယောဂါ tuberculosis နောက်ကငှက်ဖျားယောဂါအကုန်လုံးအနှံ့တွေဖြစ်အမျိုးမျိုးတစ်ခါဘာယောဂါညာအီဘိုလာယောဂါဘာလာပြန်ပြီစာယောဂါ အရဝတ်တော့ကိုယ်ချက်တော့ကိုယ်မျိုးမျိုးလာဘေးဘေးဆူကြီးပါဘေးဆူလာမျိုးမျိုးဒုက္ခတွေပေးအရအခုရမင်းတို့ကဆိုးဘေးဆူကြီးနဲ့ရင်ကျင်ဆန်းပြီဘယ်တော့ပြီးမှန်းလည်းမသိဘူးနော်အဲ့ဒါလေအဲ့တော့တန်တရားမှာရှိနေသေးတာတွေထပ်တွေ့လာနေဒုက္ခတွေအဲ့တော့ဒီတန်တရားကြီးရနေပြီတော့ဘယ်လိုသွားမလဲဘယ်လိုလွတ်မလဲဒါမင်းတို့ဖျားပေးတဲ့စီတို့ဖျားဘယ်လောက်ကျေးဇူးတင်ဖို့ကောင်းလဲသူကများလေးသိမ့်ချင်တဲ့ကဘာသိမ့်ပင်ပမာ စူးစမ်းရှာပြီးတော့ဒီလမ်းကိုရှာတွေ့အောင်လုပ်ရတယ်။အဲ့တော့အခုမင်းတို့ထွက်လမ်းတွေ့ပြီ။ဒီလသမားကြီးပြင်ညာမကင်ရှက်ပါလမ်းနဲ့သူထွက်ရမှာ။အဲ့တော့ဒီလကြီးဆောက်ကြည့်ရမယ်။သမားကြီးတွေဒီကြည်ကြည်အောင်လုပ်ရမယ်။ပြင်ညာတွေတိုးပွားအောင်လုပ်ရမယ်။နော်။ပြင်ညာတွေမတိုးပွားဘူးပြင်ညာမတိုးပွားဘာတွေဖြစ်ကုန်လဲ။ဘာတွေဖြစ်ကုန်လို့ဆိုအမှန်မမြင်ဘူးပေါ့ဗျာ။ကလေးတွေပြင်ညာတွေမတိုးပွားတဲ့ခါကျတော့အမှန်နေမမြင်ဘူး။အဲ့တော့အမှန်မမြင်တော့ အမားတွေမြင်အဲ့အမားမြင်တာအဲ့ဒါအဝိဇ္ဇာပဲဟိုလူတွေဒုက္ခပေးနေတာအမျိုးမျိုးအဝိဇ္ဇာပဲအဲ့ဒါအဝိဇ္ဇာရဲ့အတိတ်ပဲကိုကလေးတွေကြားဘူးလိမ့်မယ်နော်အဝိဇ္ဇာဆိုတာတော့မသိမှုလို့အမမတော့အဲ့လောက်နေမပြေဆုံးအဝိဇ္ဇာဆိုတာတင့်တင့်တိတင့်တိထိုက်တာတွေကိုမသိတာအဝိဇ္ဇာမတိတဲ့မတိထိုက်တာတွေကိုသိနေတာအဝိဇ္ဇာအဲ့ဒါပူဆူပူဆိုးတာမတိတဲ့မတိထိုက်တာတွေကိုသိနေတယ်ဘာတွေလဲဘာတွေမတိတဲ့မတိထိုက်တာကြီးလဲ တန်တရားလွတ်အလွတ်ကြောင်းနဲ့မဆိုင်တဲ့ဟာတွေသိနေတာအဲ့ဒါအဝိဇ္ဇာတဲ့အဲ့တော့တန်တရားနဲ့လွတ်အလွတ်ကြောင်းဖြစ်တဲ့ကိစ္စကိုမသိတာဆိုတော့လောကီမှာလူတွေလုံနေမယ့်အလုပ်ကတန်တရားနဲ့တလွဲစီပဲလေတန်တရားနဲ့လွတ်အောင်လုပ်တယ်မဟုတ်အဲ့တော့အဝိဇ္ဇာဘလို့ကြောက်ဖို့ကောင်းလဲလူတွေဒုက္ခပေးနေတာအဝိဇ္ဇာပဲအမင်းတို့လည်းအဲ့ဒါပရိသောပရိဒီဝါတွေတောကတွေဒေါမနတာတွေကြုံနေရမှာပဲဘာဖြစ်လို့လဲအဲ့ဒါတွေဘာကြောင့်ဖြစ်ရတာလဲကိုယ်မှလာဖြစ်ရတာလဲ ဝမ်းနေစရာတွေပူဆွေးစရာတွေဒေါသဖြစ်စရာတွေအဲ့ဒါပဲအဝိဇ္ဇာတွေကြောင့်ပဲနော်အဲ့တော့မင်းတို့အခုကျင့်နေတဲ့ဟာတွေကဒီအဝိဇ္ဇာကိုဖယ်ရှားဖို့ကျင့်နေကြတာဖြစ်ပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ပြောင်းလို့ရမှာပေါ့နော်ဘာကြောင့်လဲဆိုတော့တို့မှအမြင်မှောက်ဝိပလာတဆိုတာတင်ညာဝိပလာတစိတ်တဝိပလာတဒိဋ္ဌိဝိပလာတအဲ့တော့တင်ညာဝိပလာတဆိုတာအမှတ်မှားအမှတ်အမှတ်မှား အနိစ္စကောင်ကိုတို့ကနိစ္စလို့ထင်နေတယ်ဒါအမှတ်မှားနော်အတုဘာကြီးကိုသူ့ဘာလို့ထင်နေတယ်ဒုက္ခကြီးကိုဒုက္ခလို့ထင်နေတယ်အနတ္တကိုအတ္တကြီးလို့ထင်နေတယ်အဲ့ဒါအဲ့လိုအဲ့လိုစိတ်မှာအမှတ်မှားတာအဲ့ဒါတင်ညာဝိပလာတာစိတ်တဝိပလာတာဆိုတာအကြံမှားတာခုနအနိစ္စဒုက္ခအနတ္တကိုပဲအလွဲမြင်နေတာအဲ့ဒါအကြံစိတ်တဝိပလာတာဒိဋ္ဌိဝိပလာတာဆိုအမြင်နေမှားနေပူကြောက်ကောင်နဲ့ဒိဋ္ဌိဝိပလာတာမင်းတို့တောတပံဖြစ်မှာဒီဒိဋ္ဌိဝိပလာတာ ြောင်းပါနော်အဲ့ဒါကိုအရင်စဖယ်ရတာပေါ့သောတာပန်ဒိဋ္ဌိတဏမာနဒိဋ္ဌိလူတွေကိုကြိုးတုံးကြောင်းပတ်နေတယ်ကြိုးတုံးကြောင်းပတ်နေအဲ့တော့တဏမာနဒိဋ္ဌိအဲ့တော့မာနကြောင့်ဒုက္ခတွေရောက်ရတယ်တဏှာကြောင့်လူချင်းတတ်မဲ့မှုကြောင့်အဲ့တဏှာမှာမင်းတို့သိတဲ့အတိုင်းကာမတဏှာဘဝတဏှာဝိဘဝတဏှာအဲ့တော့ကာမတဏှာအများကြီးပြောစရာဘာအဲ့ကာမတဏှာဆိုတာဘာလဲစရာလဲမလီများလိုက်တာမှမလွယ်ဘူး အဲ့တော့မဟာဗောဓိမြတ်ဆရာတော်ပြိုင်မိန်တဲ့စကားတဏှာပရိယေအလွန်ကြွယ်ပြောွယ်မကုန်ပြီတဲ့တဏှာပရိယေကောင်းတာတွေလှုပ်ဖို့အတွက်ကိုနေရွှေညာရွှေအတဏှာရဲ့ပရိယေငယ်ပါသေးတယ်ကွာငါတရားလှုပ်ဖို့အမားသေးဘူးကွာအကျမ်းမကြီးမကောင်းလို့ကွာအကြောင်းမျိုးမျိုးပြအဲ့ဒါအဲ့ဒါတဏှာရဲ့လှည့်စားမှုလေတဏှာရဲ့လှည့်စားမှုနော်အဲ့ဒါမာနကိုကိုကိုအဟုတ်ကြီးထင်ဘာမှလည်း ်ရှိပြန်တယ်တကယ်တမ်းကျတော့ဗာအနှစ်သာရမှရှိဒီယုတ်နဲ့ဒီနန်းအဲ့တော့ဒီယုတ်နဲ့ဒီနန်းအောင်မှဟိုကလေးပြန်သွားတင်စေပညာလေးတင်အင်ဂျင်နီယာလေးပြန်နည်းနည်းပွားတက်လာအဲ့ဒါလေးနဲ့အဟုတ်ကြီးကိုယ့်အကူထင်မာနတဏမာနဒိဋ္ဌိဒိဋ္ဌိကတော့ကြောက်စရာအကောင်းဆုံးပဲအဲ့ဒီဒိဋ္ဌိပဲမင်းတို့အပယ်လေးပုံဆွဲချနေတာတရဝရီကအပယ်လေးပုံမှာအိမ်လိုပဲအမြဲတမ်းနေနေတယ်လူတွေကအပြင်သွားပြီးအိမ်ပြန်လာကြတယ် အချိန်တိုင်းအိမ်ပြန်လာအိမ်ပြန်လဲဆိုအဲ့ဒါတန်တရားကြီးမှာအိမ်ပြန်လာပဲပြန်လဲဆိုအဲ့ဒီအပယ်လေးပုံပြန်ကြရတာပြေတာပုံအတူရကဲပုံတရိစ္ဆာန်ပုံငရဲပုံဒါပဲနေနေတာဘာဖြစ်လို့လဲအဲ့ဒါပညာမရှိလို့ဘာကြောင့်ပညာမရှိတာလဲခုနအဝိဇ္ဇာတွေဖုံးနေလို့အဲ့တော့အခုမင်းတို့တနည်းတနည်း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 ကျင့်ရာသမျှစူးစမ်းပြီးကျင့်ကျင့်ကျင့်နဲ့တစ်ပြေးညံနေတက်လာပညာတွေပွင့်လာပညာတွေပွင့်လာမှတော့ဒါဒါတွေအမှားတွေပါလား ဲ့ကျမမြင်ပါပြောလို့ကမလွယ်ဘူးစာရီမှာစောက်တီတွေကနေထုတ်ပြီးတော့ဟောနေမမြင်ဘူးဘုန်းကြီးတွေဟောကြိုက်တယ်လို့ဟောတည့်ရတိုင်းပဲလေတရားမှမကျင်တော့မမြင်ဘူးနားနဲ့နားထောင်ပြီးတော့အော်ဟုတ်မှာပဲဒါပဲပြီးသွားတာအကိုကရမမြင်ဘူးနော်ဒါကြောင့်မလို့ဟိုလက်တွေ့ကျင့်သုံးမှမင်းတို့တကယ်တပညာအစစ်ကိုမြင်မှာအဲ့ပညာအစစ်ကိုမြင်မှာဝိဇာဉာဏ်မင်းတို့ရမယ်ဝိဇာဉာဏ်ရမှာဒီအဝိဇ္ဇာတွေကိုထိုးဖောက်ဖျက်ဆီးပြင်မှာအမှားတွေကိုအကုန်လုံးဖျက်ဆီးပြီးတော့မှအမှန်မြင်တော့မှာ တန်တရားနေမလို့လွတ်မှာနမောတာဆိုမလွတ်နိုင်နော်